ဘုန်းကြီးကျောင်းထဲဝင်လို့ရှိရင်စပေးစီဝင်တယ်မော်တော်ဆိုင်ကယ်စီဝင်တယ်ကားစီဝင်တယ်သို့တော့ဖဏတ်တော်ချွတ်တယ်ဒါရောင်းမြန်ဖြစ်နေတဲ့သဘောနော်တကယ်ကတော့ကားစီမဝင်နဲ့မော်တော်ဆိုင်ကယ်စီမဝင်နဲ့စပေးစီမဝင်နဲ့ဖဏတ်စီးပြီးတော့ဝင်လာခဲ့ဒါမှဖဏတ်မစီးပဲဝင်လာလို့ရှိရင်ခြေတော်ဖုံးနေပေလိမ့်မယ် ဖုံပေးနေတဲ့ခြေထောက်နဲ့ကြောင်းပေါ်တက်ရင်ကြောင်းပေးလိုက်ဦးမယ်။ဒါကြောင့်မလို့ဖဏတ်တော်စည်းလာ။အဲ့ဒါလို့ဖြစ်ရမှာမဟုတ်ဘဲနဲ့အခုတော့ဘလို့ဖြစ်တော့ဆိုစပိန်စည်းလာတဲ့လူကလည်းစပိန်ပေါ်ကမဆင်းဘူးဖဏတ်ကိုချွတ်တယ်။မော်တော်ဆိုင်ကယ်စည်းလာတဲ့ပုဂ္ဂိုလ်ကလည်းမော်တော်ဆိုင်ကယ်ကမဆင်းဘူးဖဏတ်တော်ချွတ်တယ်။ကားနဲ့မောင်းဝင်လာတဲ့ပုဂ္ဂိုလ်ကလည်းဘုန်းကြီးကျောင်းဆိုပြီးတော့ကားကားပေါ်မှာတင်ဖဏတ်ချွတ်တယ်။ ဒီသားမျိုးဖြစ်လာဖဏတ်တစ်ခုပဲရှောင်းတယ်ကျန်တာမရှောင်းဘူးဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ်ဒါကလွဲမှားပြီးတော့ဆောင်ရွက်နေမှုလို့ဒီလိုမှတ်ရတကယ်ကတော့သဘိန်တို့ဆံကယ်တို့ယုတ်တိလေးစားတဲ့အမှုကိုပြမယ်ဆိုရင်သဘိန်နဲ့မဝင်နဲ့ဘောရဆံကယ်စီးမဝင်နဲ့ကားစီးမဝင်နဲ့ခွန်ချောင်းရှောင်းဝင်လာခဲ့ဒါယုတ်တိမှုကိုပြတယ် ရိုသိမှုကိုပြတဲ့အဓိပ္ပာယ်တွေပဲပေါ့